ဘိုင်ဘယ်ဖောင်းကျင်တယ်ဝါကျင်တယ်ဆိုရင်တော့ဗီယာမြင်များတောက်ပါဝါလာပါလိမ့်မယ်ဝိတ်တွေလည်းတက်လာပါလိမ့်မယ်ဝါကျင်တာလားခန္ဓာကိုယ်ပြည့်ကျင်တာလားဒီနှစ်ခုကွဲဖို့လိုပါတယ်ဝါကျင်ရင်စက်ရစားပါ ဝါလာလိမ့်မယ်အဓိကဖြစ်ကွာဘိုက်ပဲဖောင်းကျင်တယ်ဘိုက်ပဲဝါကျင်တယ်ဆိုရင်တော့ပြည်ရမြတ်တော့ပါအဲ့ဆိုရှားပေါ့ဝါလာပါလိမ့်မယ်ပြည်လာပါလိမ့်မယ်ဝိတ်တီလည်းတက်လာပါလိမ့်မယ်အဲ့ဒါမဲ့ခန္ဓာကိုယ်ကိုလှလပပနဲ့ပြည်လာခြင်းတယ်ဆိုရင်တော့ပရိုတိန်းဓာတ်တွေပြည်အောင်စားတာကာဘိုဟိုက်ဒရိတ်တွေပြည်အောင်စားတာတရက်တာကုလိုတာထက်ကယ်ရီမြအောင်ကိုကစားမဲ့အပြင်ကိုဝိမားတဲ့လေ့ကျင့်ခန်းတွေကိုလုံးမခန္ဓာကိုယ်ကဝါလာမှာပြည်လာမှာဖြစ်ပါတယ်ဘလောက်ပဲစားစားပေါ့နော်ပိန်တဲ့လူတယောက်အနေနဲ့ကကြတော့ ဒီလက်ကျင်ခန်းကိုမလုပ်ဘူးဆိုရင်စားတာတွေကလည်းဝိမသက်လာတွေ့ရလိမ့်မယ်အများစုပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကြုံခဲ့ဘူးလို့ပါအစားတိုးတယ်အစားမြောက်အောင်စားလဲဝေးရတတ်မလားဒါပေမဲ့အချိန်တစ်ခုကြာလာရဆိုရင်တော့ဖုံတိုင်းကွမ်းပေါ့နော်ရုတ်တရက်ဝလာတတ်တယ် အဲ့ဒါကျတော့လုံးဝပြောရမယ်ဆိုရင် body weight အရင်တက်လာပုံစံပေါ့နော်တကယ်ကိုဖြစ်ချင်တာကတော့အဲ့လိုမဟုတ်ဘူးခန္ဓာကိုလှချင်တာခန္ဓာကိုကိုပြည့်ချင်တာပေါ့နော်အဲ့လိုဖြစ်ချင်တဲ့ခါကျရင်ကျတော့ဝိမ့်မာတယ်ဝိမ့်မာပြီးတော့မှခန္ဓာကိုကိုဖြည့်ဆည်းလိုက်တဲ့ကြွတားတွေကိုပြန်ပြီးပြင်ဖို့အတွက်အသားဓာတ်တွေပြန်ပြီးတော့မှစားပြီးတာတွေလုပ်ပေးတယ်အေးရေးဝအောင်အိတ်တယ် ဒါရီကယူဆိုင်ရတာပေါ့နော်ဝါချင်တာလားပြေးချင်တာလားအဲ့ပေါ်မူတည်ပြီးတော့မှအစားတော့ပုံစံလေးရလဲပြောင်းသွားနိုင်ပါတယ်ကျွန်တော်တို့အကြံပေးချင်တာကတော့ပြည့်အောင်ပဲကြိုးစားပါဝိတ်မဆက်ရှီယာမှသမင်းဓာတ်တွေကာဘိုဟိုက်ဒရိတ်ဓာတ်တွေအဆီဓာတ်တွေနောက်ပရိုတိန်းတွေကိုနိုင်အောင်စအေးရေးဝအောင်အဲ့ပြီးရင် ပိန်တဲ့လူတစ်ယောက်ကကျတော့သူ့အတွက်အခက်ခဲရပါလဲဆိုတော့ပြန်ပိန်လွယ်တာအဲ့ဒီအတွက်ကြောင့်မလို့မလို့အဘဲနဲ့ကာဒီယိုတွေကိုအလွန်ကြုံမလုံးနဲ့လူဆိုတာကိုအားတန်ရမှလုံးတက်တယ်ဥမာဆိုပါဆိုခန္ဓာကိုယ်အရင်ပိန်ပြီးပေါ့တဲ့လူကပြေးရတာလဲပေါ့တယ်လေပေါ့တော့ तू ကပိုပြီးပြေးချင်တယ်ပိုပြီးပြေးလေ ခန္ဓာကိုယ်ကပူပြီးတော့မှလည်းဒါ carry ပူပန်းပြီးတော့မှပူပြီးပိန်လေးပဲပူပြီးပိန်လေးပူပြီးပြည်လို့ပြည်လို့လည်းကောင်းလေးပဲပေါ့နော်အဲ့အလေးကိုမှတ်ထားဖို့လိုရယ်နော်ပိန်တဲ့လူတယောက်အနေနဲ့ကကြတော့တကယ်လို့အဲ့ဒါကိုယူမဆိုင်မှုဆိုရင်ကိုအားသာရအောင်ပဲကိုအရန်လှုပ်ချင်တော့ အရန်ကိုပေါ့တဲ့လေးဂျင်ခိုင်တွေဘောလုံးကန်တာအရန်များတာလိုမျိုးအပြေးတာအရန်များလိုမျိုးကာဒီယို exercise အရန်များလုံးပြီးရဆိုရင်လဲဒါကွာစတာစပင်မဲ့လဲခါကြရင်တိတ်ပြီး significant changes ပေါ့လေတိတာတဲ့ရလက်ကိုရမှာမဟုတ်ဘူးဒါကြောင့်မလို့တပတ်ကို2ရက်ကနေမှ3ရက်4ရက်လောက်ကိုပဲဒါကာဒီယိုလိုမျိုးချွေးထွက်များရဲ့လေးဂျင်ခိုင်တွေလုပ်မယ်ကျန်တဲ့ရက်တွေကိုတော့တန်နိုင်အများ weight ကိုကောင်းကောင်းမှားပြီးတော့မှများများစားများများအိပ်ဖို့ပဲကြိုးစားပါဒါမှ body weight ကတက်လာပါလိမ့်မယ်ဒီလိုခန်းစားကြည့်လိုက်ပါကိုကိုကိုပေါ့နော်လူဝါကြီးတယောက်လို့ကိုကခန်းစားလိုက် ူဝိုင်းတရားလို့ခံစားရဆိုကိုဘလို့လှရှားမလဲကိုဘလို့လမ်းရှောင်မလဲဒါကကိုကစိတ်နဲ့ခံစားကြည့်လိုက်အခုကကျတော့ကိုအရန်ပေါ့တော့ဖင်ရန်ပေါ့တယ်ပြောရမယ်ဆိုအဲ့ခါကျတော့ရုတ်တရက်ဆိုလဲထလိုက်တယ်ရုတ်တရက်ဆိုလဲပြေးလိုက်တယ်ဆိုတော့ကိုရဲ့ခံစားချက်ပုံစံလေးကအစကိုရဲ့ခန္ဓာကိုယ်အသုံးပြုပုံစံလေးကအစကိုဖြစ်ချင်တဲ့ခန္ဓာကိုယ်ပူပြည့်တဲ့အနေအထားလေးကနေမှကြိုပြီးခံစားပြီးတော့ထိုင်ထလို့ဒါသွားလာလို့မျိုးနည်းနည်းလေးအရှိန်လေးလျှော့ပေးပါဒီတစ်ဖက်ကလဲစားလဲစားထားဝေးလဲမှားထားဆိုရင် ဒါသူနဲ့ညီမျှတဲ့ရလက်ကိုရလာပါလိမ့်မယ်အစားအသောက်တစ်ခုနဲ့တင်မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီလို lifestyle ပြောင်းတယ်စိတ်ဓာတ်ပြောင်းတယ်ဒါလေးကြီးကျွန်တော်ဆက်ပြီးတော့မှဒါထည့်သွင်းပြီးတော့မှအကြံပြုချင်တာဖြစ်ပါတယ်ပေါ့နော်ပြီးနောက်တစ်ခုကကိုကပိန်တဲ့အတွက်ကြောင့်မလို့ပေါ့လေခန္ဓာကိုယ်ဝါကျင်တယ်ပြည့်ရှင်တယ်ဆိုတဲ့ခါကြရင်ကိုယ့်ရဲ့စားပုံစားနည်းကိုလည်းအဓိကယူရမှာပေါ့နော်တယောက်နဲ့တယောက်အားသာတာမတူတချို့ကြတော့ အနှက်ကြီးတရက်ကိုသုံးနဲ့စားရင် okay တယ်ဆိုရင်သုံးနဲ့ပဲစားတချို့ကကြောင့်အဲ့လောက်အများကြီးတခါလေးမစားနိုင်ဘူးဆိုရင်ကြတော့ထမင်းအနှက်သေးသေးလေးတွေကိုတရက်ကို၄ခါအနေ၆ခါလောက်ခွဲပြီးမှအဲ့လိုမျိုးကိုကိုကိုပူပူဝင်အောင်စားပြီးရင်လိုအပ်တဲ့ဆိုရင်အစာကြီးမြင်အောင်လို့ဆိုပြီးတော့မှအစာကြီးစိပါတောက်ပြီးတော့မှစားပြီးအဲပြီးရင်ဟိုဝိတ်ချိုက်လူတွေနေကကြတော့ချိုတွေပါတွေအဲ့လောက်ထိကျွန်တော်စားလို့မကောင်းဘူးဒါပေမဲ့ကိုအတွက်ကကြတော့အချိုကကိုအတွက်ကကြတော့တစ်ဖက်တစ်လမ်းအနေမှာ energy ကိုထိန်းသိမ်းဖို့အတွက်အကူအညီပေးတဲ့ယာပြီးစားလို့စိတ်ကိုလည်းကွာဖြစ်တော့ဖြစ်စေတဲ့အတွက်ကြောင့်မလို့အချိုတွေပါလည်းမကြခဏနည်းနည်းပါစားပြရလို့မျိုး okay တယ်အဓိကရှောင်စေချင်တာဘာလဲဆိုတော့စင်စက်မပြတ်တဆွတ်ဆွတ်မစားပါနဲ့ပြီးအရတာအရင်ပြင်းတာကိုမစားနဲ့အရတာအရင်ပြင်းတာစားရလူဆိုရင်ကျွန်တော်တို့ကပိန်တဲ့လူဆိုရင် तू ကဘာဖြစ်လာလဲပြောရမယ်ဆိုရင် तू ကဒီအရတာပြင်းတာစားရတော့ဗစက်ကရှားတေတော့ပြောရမယ်ဆိုရင်အားရသွားတယ်အဲ့တော့နောက်ထပ်နောက်တစ်နေ့ဆိုမစားချင်တော့အဲ့တော့ပိန်တဲ့လူပါတကယ်လို့ဝိတ်သက်ချင်ကြတော့ကိုကိုကိုပေါ့လေအရင်ကြီးစားအားအရင်ကြမသွားအောင်လို့စားချင်စိတ်တစ်ချိန်လုံးဖြစ် ြစ်နေအောင်လို့အရတာအရင်မရှိတာလေးတွေကိုများများစားပြီးအဲ့ခါကျရင်ကိုကနောက်တဲ့နေ့ကိုလည်းဘိုက်ကစားနေမှာနောက်တဲ့နေ့ကိုလည်းဘိုက်ကစားနေမှာအဲ့လိုဆိုပူပူစားစားစားတော့ပူပူကြီးစားဖြစ်သွားတော့ပေါ့နော် weight ချတဲ့လူနဲ့ weight တင်တဲ့လူနဲ့ကဒီမှာ idea မတူဘူးအဲ့လိုလုပ်တာကြာလိုက်ခါကျရင်အချိန်တစ်ခုကိုရောက်လာတဲ့ခါကျရင်လူကဝလာတာကိုသိရပါလိမ့်မယ်အဲ့အဲ့လိုကြရင်ဝလာပြီးရင်ကိုယ့်ရဲ့နောက်ထပ်ပြဿနာကဘာဖြစ်တော့အရန်ဝရိုင်းပြန်ချဖို့ပေါ့နော်အဲ့ဒီကနေကျွန်တော်တို့ဒါဝလိုက်ဝလို့ပြန်ချလိုက်ပိန်လို့ပြင်တင်လိုက်နေကြားထဲမှာအော်ခန္ဓာကိုယ်ကိုဘယ်လိုထိန်းရတာပါလားဆိုပြီးတော့မှ ဒါနားလေလာပါလိမ့်မယ်လို့နားလေလာတဲ့ခါကျရင်ဒီခန္ဓာကိုယ်ထိန်းသိမ်းရတာအာဒီခန္ဓာကိုယ်ကကိုလိုချင်လို့ဒါဘဖြစ်တော့ပြောင်းလဲပေးလို့ရတယ်ဆိုတာကိုကိုကနားလေလာပြီဆိုရင်ဒါမစိုးတော့ဘူးပေါ့နော်ဒါဆရာကြီးတယောက်ဖြစ်လာပြီပေါ့နော်ဘာလို့အများဆုံးမသိကြဘူးပိန်တဲ့လူကဝအောင်ပြောင်းလဲနိုင်ကြအောင်ဝါတဲ့လူကပိန်အောင်မပြောင်းလဲနိုင်ကြဘူးဒီကြားထဲမှာလိုနေတာကခုနပြောတဲ့အစားတော်ပိုင်းဆိုင်ရာနဲ့ကိုယ်ခန္ဓာကိုယ်လိုရှောက်မှုပိုင်းဆိုင်ရာကြားထဲကချိတ်ဆက်မှုဒါလေးတွေကိုဒီလိုလုံရင်းနဲ့မှတိသွားတာ ပြောချင်တာကခန္ဓာကိုယ်ပုံစံပြောင်းတဲ့ transformation လုပ်တယ်ဆိုတာကတခါတည်းတမ်းမရနိုင်ဘူး။စပိန်စီးလို့ပေါ့နော်။ကျွန်တော်တို့စပိန်စစီးရနဲ့ပြန်ဝဲတမ်းပြီးတော့မှဝင်လို့မရဘူး။စပိန်ကိုအချိန်ကြာကြာစီးတယ်။ပြီးရင်ကိုယ့်ရဲ့တက်လုံတွေကောင်းအောင်လုပ်တယ်။နိုင်နေလိုက်ဆိုမှပြန်ဝဲဝင်လို့ရတယ်လေ။အဲအဲ့ဒီတိုင်းပဲကိုကကိုယ့်ခန္ဓာကိုယ်ပြောင်းလဲလို့တဲ့ခါကျရင်လည်းခုချင်းချင်းတမ်းလို့ခုချင်းချင်းတမ်းပြောင်းလဲတာတော့ဖြစ်နိုင်မှာမဟုတ်ပါဘူး။ you got to give time အချိန်တချို့ပေးရလိမ့်မယ်အဲ့အချိန်တွေမှာ try and error အမှားအမှန်တွေပြင်တာရှိမယ် knowledge အစ်တွေရတာရှိမယ်အခုဆိုပါဆိုဒါကိုယ်ခန္ဓာကိုအခုကိုယ်ကပြောင်းလဲခြင်းတဲ့အတွက်ကြောင့်မလို့ဗီဒီယိုတစ်ပုတ်ကြည့်လိုက်တယ်ကျွန်တော်ဗီဒီယိုကနေမှတစ်ခုနှစ်ခုကိုရသွားလိမ့်မယ်အဲ့လိုပဲကိုယ်ဆက်ပြီးကြည့်လိုက်မယ်နောက်တစ်ခုနှစ်ခုရသွားမယ်လှုပ်ကြည့်လိုက်မယ်ပြောင်းလဲလိမ့်မယ်အဲ့လိုကနေမှကိုယ်ကျွမ်းလာတာဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ရှည်ပါမျက်စိကိုဖွင့်ထားပါညံ့ညံ့နားထောင်ပါပြီးရင်ကိုမားတဲ့ဟာလေးတွေဘာရှိလဲဆိုတာရှာပါပြောင်းလဲသွားပါ ပိန်တဲ့လူဖြစ်ဖြစ်ဝါးတဲ့လူဖြစ်ဖြစ်ဒီလိုမျိုးကိုကောင်းထဲမှာထည့်ရမယ့်အချက်လက်တွေကိုထည့်လာရဲဆိုရင်ကြာလာရင်ခန္ဓာကိုထိန်းနေဆိုတာကကို့အတွက်ကဒုတိယအကျင့်ဖြစ်သွားတယ်ဘာမှမခက်တော့မြုံလဲမိတ်ဆွေကြည့်ကြည့်လိုက်လေတချို့လူတွေပေါ့လေသူတို့ခန္ဓာဝင်ပြတ်တဲ့ပြဿနာရှိလားမရှိဘူးเนาะအဲကိုအချုပ်ပြက်နာရှိနေဆိုရင်မဖြစ်လို့တော့ကိုတီးရမယ်ဟာမတီးသေးလို့ကိုတောင်အချိန်မပေးသေးလို့အာယုံမဆိုင်သေးလို့အဲ့တော့ကိုကစပြီးတော့မှကျွန်တော်ပြောတဲ့ဟာလေးလိုအပ်ရင်ပြန်နှားထောင်းတခြားအချက်လေးလေးလည်းဆက်ပြီးအာယုံဆိုင်ပြီးလေးလာပြောင်းလဲ ဒါဆိုရင်ဆက်ပြီးတိုးတက်စရာပဲဖြစ်လာပါတော့မယ်။ Okay မိခွန်းကောင်းလေးရှိရဆိုရင်ကျွန်တော်အရန်ကိုဖြည့်ချပေးရတာဝမ်းသာပါတယ်။အခုလိုမိချင်တဲ့မိခွန်းလေးရှိရဆိုရင်လည်း comment ထဲမှာ make it ပေးပါ Coach in Nature ဒီ series အစီအစဉ်အနေမှာကျွန်တော်ကောင်းဆုံးမိခွန်းတွေကိုရွေးပြီးတော့မှ အများဆုံးသိချင်တဲ့မိခွန်းလေးတွေရွေးပြီးတော့မှကျွန်တော်ဖြည့်ပြီးတော့မှဖြစ်ပါတယ်မိခွန်းမိပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ခုမိခွန်းကတခြားတော့သိချင်တဲ့သူတွေအတွက်လည်းအထောက်အပံ့ပြုမှဖြစ်တဲ့အတွက်ကြောင့်မလို့မိပေးတဲ့မိတ်ဆွေကိုကျွန်တော်အနေနဲ့လည်းကျေးဇူးတင်တာပေါ့နော်โอเคဒီတက်ပို့ပြီးတော့မှခန္ဓာဝင်နဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုဆက်ပြီးတော့မှကြည့်လိုက်ပါဦးကျွန်တော်တို့ဒီဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ကြပါမယ်